မင်္ဂလာပါရှင်ဒီနေ့တော့ဖြူကဂျပန်မှာပေါ်တဲ့ငါးတစ်တာငါးပြုတ်ဘူးနဲ့မုတ်ဖတ်တုပ်လေးလုံစားမှာဖြစ်ပါရဲ့ရှင်။လွယ်ကူရိုးရှင်းပြီးစားလို့အရင်ကောင်းတဲ့ငါးတစ်တာမုတ်ဖတ်တုပ်လေးကိုဖြူနဲ့အတူကြည့်ရှုလိုက်စို့နော်။မုတ်ဖတ်တုပ်ကလေးလှုပ်ရှားဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကတော့မုတ်ဖတ်ချောင်း၊ငါးတစ်တာ၊ချက်သွွန်ချော၊ချက်သွွန်နီနဲ့ကော်ပီတို့လိုအပ်ပါရှင်။ ထမဦးဆုံးမုတ်ဖတ်တုပ်ဖို့အတွက်ကြက်သွန်နီစီကျဆလုပ်ပါမယ်နော်။ကြက်သွန်နီတလုံးကိုအခွန်ခွာရေးဆေးပြီးရာနဲ့ချိန်လိုက်ပါရရှင်။စီပူလာလာနဲ့စနိုးမုံလေးထည့်ပြီးချိန်ထားတဲ့ကြက်သွန်နီလေးကိုစီတက်လိုက်ပါရနော်။ချက်တော်နီစီတက်ထားတာလေးကိုအယောင်လေးလှဖို့အတွက်အယောင်ဒီမုတ်လေးထည့်ပေးထားပါရှင်။ ကျက်တော်နီစီတက်အနှံလေးကျွတ်ပြီးရဲလာရင်တော့မိဘိတ်ပြီးအိုချလို့ရပါပြီနော်ဒါဆိုရင်တော့မုတ်ဖက်တုပ်ဖို့ကျက်တော်နီစီချက်လေးရပါပြီရှင်စီချက်လည်းရပြီဆိုတော့မုတ်ဖက်ပြုတ်ပါမယ်နော်မုတ်ဖက်၆ကိုရေစူရာနဲ့၅မိနစ်ကျော်ပြုတ်ပေးပါရရှင်၅မိနစ်ကျော်ရင်တော့ပြုတ်ရေကိုတုံပြီးမစေးအောင်ရေတိချစေးပေးထားပါရနော်ဒါကတော့ဂျပန်မှာပေါ်တဲ့ငါးတစ်တာငါးပြုတ်ဘူးလေးဖြစ်ပါရဲ့ရှင်။ငါးဘူးကိုအဖုံးဖွင့်ပြီးပြုတ်ရည်ကိုသုံးပြလိုက်ပါရဲ့နော်။ အတုပ်ဆုံးရင်မပါမဖြစ်ခေါ်ပြီးနဲ့ကြက်တော်နီကိုလည်းပပလိပြီးတော့ပြင်ဆင်လိုက်ပါရဲ့ရှင်။အလုံးစင်တဲ့ဖြစ်ပြီးဆိုရင်တော့စတော့ပါမယ်နော်။ပြုတ်ထားတဲ့မုတ်ဖက်ကိုထည့်ပါတယ်။ပြီးရင်ငါးပြုတ်ကိုလည်းခြေထည့်လိုက်ပါရဲ့ရှင်။ရတာအတွက်ကတော့ထိုင်းငပိရေကိုထည့်ပေးထားပါတယ်။ပြီးရင်တော့စားတကြပဲမုံ ကျက်သွုံကြော်နဲ့ကျက်သွုံမီစီကျက်တို့ကိုထည့်ပေးထားပါရယ်နော်နောက်ဆုံးမှာကော်ဖီနဲ့ကြက်သွန်ကြီးထည့်ပြရတယ်။တမအောင်လဲတော့ပေးပါရဲ့ရှင်။ ပန်မှာပေါ်တဲ့ငါတစ်တာငါပြုတ်ဘူးနဲ့ဖြိုးတီနေတုံးစားပြတယ်လို့မုတ်ဖက်တုံးလေးလုံစားကြည့်ပါအောင်နော်။ငါများများနဲ့တုတ်ထားတာဖြစ်လို့မုတ်ဖက်တုံးလေးကပိုရသာရှိပြီးတော့စားလို့ကောင်းပါရဲ့ရှင်။ဒီနေ့ဖြိုးလို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါရယ်နော်။အားလုံးပဲတာယာနတ်ပါတဲ့နေ့လေးနေ့ရက်တိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်။